ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဆရာတော်ဒေါက်တာအရှင်ပညာသာမီဖင်လန်နိုင်ငံသို့သာသနာပြု ခရီးစဉ်ထွက်ခွာခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မတဆင်လေရင်အမတ် HM 331ဖြင့်ယမန်နေ့ဇူလိုင်လ30ရက်ညနေ4:25မိနစ်ကဖင်လန်နိုင်ငံသို့ရေရနာမြင့်နီကေ ဗုဒ္ဓတက္ကသိုလ်ကျောင်းသားရဲ့ပဒါနနာယကဆရာတော်ဒေါက်တာအရှင်ပညာတာမိသည်သာသနာပြုခရီးစဉ်အတွက်ထွက်ခွာခဲ့ကြောင်းသိရပါတယ်။အဲပြပမှာ သာသနာပြုလုပ်ငန်းကတော့အဲဥရောပတိုက်ရောက်ချာဖင်လန်နိုင်ငံမှာသာသနာပြုလုပ်ငန်းဆောင်ရွက်နေပါတယ်။ဖင်လန်နိုင်ငံကိုရောက်သွားတာကပထမ2017မှာရောက်သွားခဲ့ပါတယ်။ ။ရောက်သွားခြင်းရဲ့ယူရချက်ကတော့ထောက်နေတဲ့မြက်တွေကိုစိမ့်အောင်လုပ်မယ်ဆိုတော့ယူရချက်ပါပဲ။ကိုတီတူဆရာတော်ကြီးတို့ကဩဝါဒပေးတဲ့အခါရှင်ဖျားတို့စိမ့်နေတဲ့မြက်တွေကိုပဲရိတ်အောင်ရိတ်ဖို့မစူးစားကြပါနဲ့။ထောက်နေတဲ့မြက်တွေကိုစိမ့်အောင်စူးစားကြပါဆိုတော့ဩဝါဒကိုနားထဲမှာဆွဲနေပါတယ်။အဲဒီမှာဖိလန်နိုင်ငံမှာကဘုန်းကြီးတပါးမှမရှိဘူး။အဲဗုဒ္ဓဘာသာတွေကရှိတယ်အမဘောဓဘာသာတွေလည်းရှိတယ်။ဖင်လန်လူမျိုးဘောဓဘာသာတွေလည်းရှိတယ်။အဗီယန်ဘောဓဘာသာတွေလည်းရှိတယ်။ ြစ်တာပါအဲ့တော့ဗမာဘုန်းကြီးကထေရဝါဒဘုန်းကြီးကမရှိဘူးဖြစ်နေတာအဲ့အတွက်ကြောင့်သူကဘုန်းကြီးလိုအပ်နေတာလိုအပ်လို့မအဲ့ဒီမှာသာသနာပြုနိုင်မှာမလားဆိုပြီးတော့လာပြီးပြင်တာပေါ့လေအဲ့တော့ကိုကလည်းပဲဒီကတကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်နေရာမရွေးဘူးဒေတာမရွေးဘူးဘယ်လိုနေရာပစ်ပစီသာသနာကြီးကလိုအပ်ရင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲကိုရောပါတိုက်ဖင်လန်နိုင်ငံကိုကြောက်သွားတာပါအဲ့ဒီကနေပြောက်ပြီးတော့ခါကြတော့2000 စက်တက်ကရောက်ပြီးတော့စက်တက်မှာဒီအရုံးကပေးစီတာမပြေးသေးဘူးမပြေးသေးတဲ့ခါကျတော့အဲ့မှာတိစက်လဲရင်းပေါ့တိစက်လဲရင်းရေးပိသားတိစက်ကိုတခန်းချင်းစီကို online ကနေပြီးတော့မှ supervisor CEO အိန္ဒိယကိုလှမ်းပြီးတော့ပို့ပါတယ်ဟိုဆရာကအဲ့ဒါတွေကိုအကြံဉာဏ်စစ်ပေးထားပါတယ်2012အကုန်ကြတော့တိစက်ရေးလို့ပြီးသွားတယ်ပေါ့နှစ်နှစ်လောက်ရေးလဲရပါတယ်ဒီမဲ့အိညာမဲ့စူးစမ်းပန်းစားရေးခဲ့ရတာပေါ့လေအဲ့ဒါနှစ်နှစ်လောက်ဒီတော့ရေးပြီးတော့ကုန်တဲ့ခါအိန္ဒိယကိုပြန်ပြီးတော့မှဒီ ကျန်းပြန်တင်ရတယ်ဆရာစူပါဗိုက်ဆာနဲ့တွေ့ရတယ်အကုန်လုံးပေါ့တက္ကသိုလ်လုံထုံးလုံနီအီရအဲဒီစစ်ကိုဆက်စင်ဆောင်ရရတာပေါ့လေအဲ့ဒါပြီးပြီဆိုမှဖင်လန်နိုင်ငံကိုပြန်သွားရပါတယ်ဖွဲ့စည်းတစ်ခုထပ်ဖွဲ့ပြီးတော့မှဒီတောင်းတဲ့ကန်တဲ့ပြန်စရပါတယ်စတဲ့ခါကျတော့အဲ2019ခုနှစ်မှာကျောင်းဖွင့်ပွဲဖြစ်နိုင်ခဲ့ပါတယ် အဲတအေကနှစ်အေကနီးပါးလောက်ကျဲတဲ့ကျောင်းမြေနဲ့အဲ့ဒီမြေမှာအစိုးရကတရားဝင်သာသနာရေးဘုန်းတော်ကြီးကျောင်းအတိမတ်ပြု register ကြတဲ့ဘုန်းကျောင်းဖြစ်ပြီးတော့အဲကိုပိုင်မြေဖြစ်တယ်အဲ့ဒီကိုပိုင်မြေမှာလည်းပဲအဲသူတို့စီကစောက်စောက်ခွင့်ရှိတဲ့ကိုပိုင်မြေစောက်ခွင့်မရှိတဲ့ကိုပိုင်မြေဆိုတာရှိတယ်။ဆယ်တော်တို့ခုမှလောက်ထားရတာတော့အစောက်ဦးစောက်ခွင့်ရှိတဲ့ကိုပိုင်မြေဖြစ်ပါတယ်။အဲအဲ့ဒီမြေမှာဆယ်တော်အခုဒီသူတို့ဥရောပဓာတ်တွေလည်းမိခွန်းတွေလာမေးတဲ့ခါရှိတယ် နော်တခြားဗီယက်နမ်နေလက်လာတတ်ကြလည်းရှိတယ်အများစုတော့မြန်မာအများစုလာကြတာပါအဲ့ဒီမှာဆရာတော်ကသူတို့ကိုဓမ္မသင်တန်းတွေပေးတယ်ဒီလိုဘောဓဘာသာရဲ့နေ့စဉ်ထုံနှန်းစင်လာအရာဒီသူတို့ဗာရေးနာရေးတွေဟောတာပြောတာလုပ်တယ်အဲပြီးလို့ရှိရင်ဒီမြန်မာနိုင်ငံကိုကြတော့ကလန်းလာနေပြီးတော့တောက်ကြနေသည့်တပတ်9ရက်စာပေကိုပို့ချပေးရပါတယ်အဲဖင်လန်နိုင်ငံအတွက်ကတော့ထူးသဖြင့်တော့စနေတနင်္ဂနွေ2ရက်ကိုသူတို့အချိန်ပေးရပါတယ် တကုံမျိုးသေးတောင်ပိုင်း142ရက်ကွက်ကျန်စစ်သားလန်းရှိရတနာမြင့်နီကဲចောင်းတိုက်တွင်တရင်သုံးနေထိုင်လျက်ရှိသောဆရာတော်ဒေါက်တာအရှင်ပညာသာမီဟာ2000ပြည့်နှစ်ကဗုဒ္ဓဓမ္မယန္တိသာသနာပြုအသင်းရဲ့ပင့်ဖိတ်ကြားချက်အရပထမအကြိမ်ဖင်လန်နိုင်ငံသို့သာသနာပြုကြွရောက်ချီးမြှင့်ခဲ့မှုကြောင့်သိရပါတယ်။ဆရာတော်ဒေါက်တာအရှင်ပညာသာမီကို1980ပြည့်နှစ် ဒီဇင်ဘာလ3ရက်တွင် ခမဲတော်ဥချစ်ဆုံးမဲတော်တောညွန့်ကြီးတို့ကတောင်းဥယရနာဖြင့်ဖော်မြင်ခဲ့ပြီးတတ်တော်73နှစ်အရွယ်ကချောင်းကန်ရွာရွှေကြောင်းတိုင်း၌ဆရာတော်ဥတုစာရကို ဥပစ္စေပြု၍ရှင်သာမဏေပြုကပရိယတိအခြေခံစပေများကိုတင် जा ခဲ့တယ်လို့သိရပါတယ်ဆရာတော်ဒေါက်တာအရှင်ပညာသာမီက အစိုးရသာသနာတစာဓမ္မစရိယဘွဲ MA ဘွဲ PhD ဘွဲတို့အပြင်အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြမယဟန်တော်များတာယာဖွံ့ဖြိုးရေးအဖွဲ့ရဲ့ဗန္နာယေမူဒုတိယဥက္ကဋ္ဌနှင့်ဘ ਹੁ ဥက္ကဋ္ဌတာဝန်များကိုလည်း၅နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဘူးတာဖြစ်သလို2013ခုနှစ်တွင်ဒေါက်တာဗင်ဆာမီဟူသော ကလောင်အမည်ဖြင့်အမြင့်မြတ်ဆုံးအမျိုးသမီးသို့မဟုတ် အနိုင်မဲ့အဖြေခံစာအုပ်ကိုထုတ်ဝေခဲ့ပြီးယနေ့ထိတိုင်ဗုဒ္ဓဓမ္မနှင့်လူအခွင့်အရေးစာအုပ်များကိုလည်းထုတ်ဝေလျက်ရှိပြီးပြည်ရင်းပြည်ပါသာသနာပြုလုပ်ငန်းများကိုလည်းကျယ်ပြန့်စွာဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်အဲလက်ရှိဆရာတော်တရင်သုံးနေထိုင်တဲ့နေရာကတော့ ရရနာမြင့်နိကေဗုဒ္ဓတက္ကတော142ရက်ွက်ကျန်စသားလန်းကျန်စသားအိမ်ယာအရှိဘက်တောင်တကုံမြို့နယ်မှာ နေပါတယ်အဲလက်ရှိဆောင်ရွက်နေတာတော့ဟိုနှစ်ပိုင်းပေါ့လေရှင်သာမဏေတွေကိုဒီအတန်းပညာကြီးထားပြီးတော့ပြုစုပေးတာတစ်ပိုင်းပေါ့အစနတန်းနေရှိတယ်စတတန်းရှိတယ်ဆယ်တန်းရှိတယ်အောက်က9တန်း6တန်း5တန်း4တန်း3တန်းစသဖြင့်ဒီဒီ ရှိပါတယ်အဲ့ဒါမျိုးဆက်သစ်လေးတွေကိုပြုစုတာပေါ့အဲ့တော့အဲ့ဒီတဲ့ကြီးလေးတဲ့တောင်ကတော့ဒီရတနာမြင့်နိကေဗုဒ္ဓတက္ကသိုလ်တည်ထောင်ပြီးတော့နိကေပါဠိတော်ပညာရေးတွေကိုအဲခင့်တဲ့အညီတင် जा ပို့ချပြီးတော့သာသနာပြုလုပ်ငန်းကိုလုပ်နေပါတယ်အဲဒီကျောင်းတိုက်ကိုစတင်တည်ထောင်တာကတော့2015ခုနှစ်မှာစတင်ပြီးတော့တည်ထောင်တာပါအဲမြေဝဲတာကတော့2014ခုနှစ်မှာမြေဝဲတယ်တည်ထောင်တော့2015ခုနှစ်မှာစတင်ပြီးတည်ထောင်တာပေါ့ အခု2025ဆိုတော့တောင်းတိုက်တက်တန်းက10နှစ်ကြာသွားခဲ့ပါပြီအဲဒီ10နှစ်တာကာလအတွင်းတီထောင်ခါစမှာ အလွန်ခက်ခဲပင်ပန်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအတိုက်ခိုက်တွေပေါ့လေအတိုက်ခိုက်တွေများတဲ့အတွက်အတော်လေးပဲရှင်ဆိုင်ဖြတ်တန်းခဲ့ရပါတယ်။အဲဒီအတိုက်ခိုက်တွေအပြင်အဓိကတော့ဒီအလူငွေပေါ့။အလူငွေမရှိတဲ့အခါအလွန်ရင်မောပါတယ်။သို့တော်လည်းပဲစူးစမ်းရင်စူးစမ်းရင်းနဲ့ဒီမြင့်ပန်းအလှ ိသားစုကနေចောင်းတကာတကာမှမတီခံယူပြီးတော့ចောင်းကိုတိဆောက်ပေးတဲ့အခါအခုလိုចောင်းတဆောင်ကောင်းကောင်းမွန်မွန်ဖြစ်လာခဲ့တာပါဟိုဖြတ်တန်းခဲ့တဲ့ခီးတွေမှာတော့ဟိုဒုက္ခဒုက္ခတွေအလုံးများပြားခဲ့ပါတယ်အတိုက်ခံအဖြစ်စီးတွေပေါ့လေအဲ့ဒါကြောင့်အတိုက်ခံဖြစ်စီးတွေတော့အများကြီးတော့မပြောချင်တော့ပါဘူးเนาะအဲ့တော့အဲ့ဒါတွေပြန်ပြောနေမှာဆိုလို့ရှင်လည်းပဲဟိုဒုက္ခဒုက္ခတွေပြန်လဲပေါ်ကျူးနေရဖြစ်မှာ ဆိုတဲ့အတွက်မပြောချင်တော့ပါဘူးအဲ့တော့ခက်ခဲမျိုးစုံနဲ့ဖြတ်တန်းပြီးတော့ဟိုဒါတည်ဆောင်ခဲ့ရပါတယ်အခုတည်ဆောင်လိုက်အချိန်ခါမှာရတနာမြင့်နိကေဗုဒ္ဓတက္ကသိုလ်တည်ဆောင်ပြီးတော့နိကေပါဠိတော်ပညာရေးတွေကိုထာကရာတိကာတွေနဲ့တွဲပြီးတော့ခေတ်လစ်လာနီအင်္ဂလိပ်စာပေတွေနဲ့အင်္ဂလိပ်မီဒီယာနဲ့လည်းသင်ကြားပြီးတော့ဟိုခေတ်လစ်လာနီခေဟောင်းလစ်လာနီနဲ့သူရတနာနီးတွေနဲ့ရှင်တွဲပြီးတော့သင်ကြားပို့ချပေးနေပါတယ် အလာရောက်တင်ကြဖို့ကတော့ယဟန်တန်ကမဆိုလာရောက်တင်ကြဖို့အားလုံးခွင့်ပြုပါတယ်သို့တော်တတ်မှတ်ချက်တော့ထားပါတယ်တတ်မှတ်ချက်ကဒီနေ့ကတက္ကသိုလ်က Master Run ရယ် MPhD ရယ် PhD ရယ်ဒါပဲလက်ခံတာဖြစ်တဲ့အတွက်ဒီ Master Run တက်နိုင်ဖို့ဆိုရင်ပထမအဆင့်နေနဲ့သာသနာတစဓမ္မစရိယဘွဲ့ရပြီးသားဖြစ်ရမယ်သို့မဟုတ်သာသနာတက္ကသိုလ်တစ်ခုခုကဘုဒ္ဓဆင်းနဲ့ BA ဘွဲ့ရပြီးသားဖြစ်ရမယ်အဲ့လိုပုံကိုဆိုရင်ဒီမှာဒီ pre entrance ဖြေပြီးတော့အောင်တဲ့အခါ master run ကို တက်ခွင့်ရပါတယ်။နောက်ပြီးတော့တခြားတက္ကသိုလ်တွေက Master ပြီးလို့ PhD join မယ်ဆိုရင်ပထမဆုံးတစ်နှစ်အနေနဲ့ MPhil လောက်ရပါတယ်။ MPhil ပြီးပြီဆိုမှ PhD လုပ်ခွင့်ရှိပါတယ်။ဒီတက္ကသိုလ်က Master တိုင်းရပြည်သားဆိုရင်တော့ MPhil လောက်ဆရာမလိုပဲနဲ့ PhD တန်းပြီးတော့တက်ရောက်ခွင့်ရပါတယ်။နောက်ပြီးတော့ဒီရန်တန်ဃာတွေတွင်မကဘူးအဲဒီရန်တန်ဃာတင်လာရှင်တွေမကဘူးလူတွေလည်းပဲတက်ရောက်တင်ကြားနိုင်မှုအတွက်ပေါင်းကူးပြီးတော့စီစဉ်ပေးထားပါတယ် အဲ့ဒါကတော့လူတွေတက်ချင်နေဆိုရင်တို့အဲလော်ဂီဘွဲ့လူလောကကရရှိတဲ့ဟိုဝိဇာသိပ္ပံတခုခုဘွဲ့ရရမယ်အဲ့ဒါပြီးလို့ရှိရင်ဒီဗုဒ္ဓတက္ကသိုလ်တခုခုကနေပြီးတော့အနိုင်ဆုံးစစ်ဗုဒ္ဓဓမ္မဒီပလိုမာတခုခုတော့ရထားပြီးသားဖြစ်ရမယ်အဲ့ဒါရပြီးလို့ရှိရင်ဒီမှာ MA ဝင်ဖို့အတွက် entrance ဖြေရပါတယ်အဲ့ဒါအောင်ရင်ဒီမှာ master တက်ခွင့်ရပါတယ်အာဒီရှင်သာမဏေတွေကတော့မကြောက်ပါဘူးလာနေရတယ်ပေါ့လေသူကအတန်းကြောင်းသွားကြရတာကိုအဲ ဒီ master အတက်မဲ့ပုံပုံတွေကိုကြတော့တို့ကကိုက online စနစ်နဲ့တင်တာဖြစ်တဲ့အတွက်ကျောင်းအတွင်းမှာလည်းနေလို့ရတယ်ကိုနေရာကိုကျောင်းဌာနကိုဒေတာပြီးတော့တင်လို့လည်းရပါတယ်ဆာမေဝက်ဖြည့်တဲ့အခါကြမှာဒါဒီမှာဆာမေဝက်လာဖြည့်ရတယ်ဆာမေဝက်ဖြည့်တဲ့အခါကိုရက်ကြတာပေါ့လေစီမနာက2ရက်နဲ့ဖြည့်တာက9ရက်အနာရက်က2ရက်ဆိုတော့ကိုရက်ကြပါတယ်အဲကျောင်းဆောင်တဲ့ဆောက်လို့မဲ့တီနေရာလေးရတော့အဲရန်ကုန်မန္တလေးအမြန်လမ်း3မိုင်တစ်ဖာလုံး မှာရှိပါတယ်အဲ့ဒီចောင်းဆောင်တဲ့တိဆောက်တဲ့အခါမှာកုံချားဈေးတွေကတော့များများစွာရှိနေမှာပါတက္ကသိုလ်နဲ့လျော်ညီတဲ့ facility တွေပြည့်စုံမှုဆိုတာအတော်ကြီးပဲစူးစမ်းကြရအောင်မှာပါအဲ့ဒါကြောင့်ဒီခုနှစ်သားသမီးတကားတကမအပေါင်းတို့အနေနဲ့တက္ကသိုလ်အသစ်တိဆောက်တဲ့နေရာမှာလည်းပဲဗုဒ္ဓရဲ့ဏိကေပညာဗုဒ္ဓရဲ့ဏိကေပညာရပ်တွေကိုလောကရမှာပြန်ပွားသွားစေဖို့အတွက်ဝိုင်းဝန်းကူညီပံ့ပိုးကြစေချင်ပါတယ်လို့